ယောအားလုံးမိင်္ဂလာပါကျွန်တော်ကတော့ Minecraft ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Minecraft တဲ့မှာ game တစ်ခုဆော့ကစားတော့မှာဖြစ်ပါတယ်ကစားရတာကိုကြိုက်နေတတ်တဲ့အမီမတိအရင်မဲကောင်ကြီးနေပုံမလားဒါမှမဟုတ်ရှာမလားဆိုတဲ့ကစားလေးကစားရမှာဖြစ်ပါတယ်တကယ်လို့ဒါရှုံးသွားခဲ့မှဆိုရင်လောင်းကြီးအနေနဲ့ကျွန်တော်တို့ရဲ့အသက်ကိုပေးရမှာဖြစ်ပါတယ်ဒီကစားပွဲမှာဘယ်လိုနိုင်သွားမလဲဆိုတာတိအောင်ဗီဒီယိုလေးအဆုံးအထိကြည့်ရှုပေးကြအောင်တောင်းဆိုချင်ပါတယ် Game Over you lose okay ကျွန်တော်တို့ wall တွေကိုရောက်လာပြီပေါ့နော်အဲ့တော့အရင်ဆုံးအနေနဲ့တစ်ခုကြရအောင်ဗျတစ်ခုမယ်ပြီးတော့ရင် crafting table လုပ်ပြီးတော့အရင်ဆုံး wooden picket လေးအရင် craft ရအောင်ဗျ okay ရပြီရှို့တော့ကျွန်တော် stone တွေမိုင်းဖို့ဂူလီကိုလိုက်ရှာရမယ် အစားကတော့ကျွန်တော်တို့ဂူတဲဝုံမလုပ်ပြင်မယ်ဂူထဲမှာက mob တွေအများကြီးပဲပြီးတော့ဟိုမဲမဲကောင်းကြီးရောပါရောက်လာမယ်ဆိုရင်တော့ကျွန်တော်တို့သွားပြီးကစားပွဲအစားတော့မစားရသေးပဲပြီးသွားလိမ့်မယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ keep တဲဝုံတော့ဘူးဒီမှာပဲ stone နေမှန်းဆုံးဖြတ်လိုက်တယ်ဗျပြီးတော့ကျွန်တော်မှာအစားလည်းမရှိသေးဘူးအဲ့ဒီတော့ stone မိုင်းပြီးသွားရင်အစားတွေလိုက်ချရအောင်ပဲဗျ okay ကျွန်တော်ပြောရင်းဆိုရင်တွန်းမကောင်တွေ့ပြီပေါ့နော်အဲ့ဒီတော့ stone apply ခရိုက်လိုက်မယ်အမ်ပြီးတော့တိုက်တိုင်းလည်းခိုးရအောင်ပါဆိုတော့ အစာအတွက်ကတော့ဒီလောက်ဆိုနည်းနည်းတော့လုံလောက်သွားတယ်လို့ပြောရမှာပြ။အော်မှကျွန်တော် nether border ရဲ့ပြည့်ကြီးတစ်ခုတွေ့ရတာ။ကျွန်တော်သွားကြည့်ကြရအောင်ဘာရှိမလဲမသိဘူး။ဟောဘာရှိမလဲ။အာမကိုဘလော်ရောရှိရဲ့။ဟောဘာမှမရှိဘူးပြ။အာဒါမဲ့ကျွန်တော်ဒီချက်ကြီးရောယူခဲ့ရအောင်မယ်။ ကိုရဟမ်မာကူတော့ပါတယ် fire protection pole ဆိုတော့ကျွန်တော်မစိုးလို့ပြောရမယ်အဲနည်းနည်းတော့အကာအွယ်ရတာပေါ့အဲ့ဒါပြီးတော့ကျွန်တော်ဘေးဆောက်ဖို့တွေနေရာတွေလိုက်ရှာခဲ့တယ်ဒါပေမဲ့တနေ့လုံးရှာတာတော့ကျွန်တော်မတွေ့ရတဲ့အတွက်နောက်ဆုံးမှာတော့လေနဲ့ပဲဆက်ရှာဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ဗျာ okay ကျွန်တော်တို့ရဲ့နယ်မြေတရှာပွဲခရီးစဉ်စတင်ပါပြီဗျာ let's go ခုဆိုရင်ကျွန်တော်ရှာနေညတော့ရောက်သွားပြီဗောနော်ဒါပေမဲ့ကျွန်တော်တို့နေခြင်းတဲ့နေရာကျွန်တော်ဘေးစောက်ခြင်းတဲ့နေရာကျွန်တော်ခုဒီမတွေ့သေးဘူးအဲ့တော့ကျွန်တော်ဆက်ရှာရအောင်အော်ဟိုမှာကျွန်တော်ရွာတရားတွေ့ပြီ let's go ကျွန်တော်ဒီညတော့ဒီရွာမှာပဲအေးရမယ်မနေ့ကမှကျွန်တော်တို့ကျွန်တော်ဘေးစောက်မယ့်နေရာကိုဆက်ရှာရမယ်ဗောနော်ဒါမှမဟုတ်ကျွန်တော်ဒီရွာနီးနားလေးမှာပဲကျွန်တော်ရေးဘေးစောက်ပြီးတော့နေရမယ်ဗျာ ခုလောလောဆယ်တော့မောင်နေဖြစ်တဲ့တွေကျွန်တော်တို့အိတ်ဖို့အတွက်နေရာရှာရအောင်မယ်အဲကျွန်တော်ဒီထဲဝင်အိတ်လိုက်မယ်ရောဗီလေဂျာထားသန်းကွာငါအရန်ပင်နေနေငါအိတ်လိုက်အောင်မယ်နေရောက်တော့ကျွန်တော်တို့ရွာထဲကိုပတ်ကြည့်ခဲ့တယ်ဗျာကျွန်တော်တို့ item လေးတွေများနည်းနည်းပါပါရမလားဆိုပြီးတော့အဲ့လိုရှောက်ကြည့်နေနေမှာကျွန်တော်တို့ဘေးဆောက်ရမယ်နေရာကောင်းကောင်းကိုကျွန်တော်ရှာတွေ့ခဲ့တယ်ဗျာဟုတ်ဒီညာလေးအရမ်းမိုက်တယ်ဗျာကျွန်တော်ဒီနေရာမှာကျွန်တော်ဘေးဆောက်မယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်ပြီကျွန်တော်ရွာထဲကိုရှောက်ကြည့်ပြီးသွားရင်ဒီနေရာမှာလာပြီးတော့ကျွန်တော်ဘေးဆောက်မယ် အဲ့လိုမျိုးကျွန်တော်ရွာထဲကိုရှောက်ကြည့်နေတဲ့မှာထူးဆန်းလာရဆပြီးဖြစ်ခဲ့တယ်။အော်ဟိုမှာကျွန်တော်ဝက်နီလေးတစ်ကောင်တွေ့ပြီ။အဲမင်္ဂလာပါဝက်နီလေးရေ။ဒီအိမ်ထဲမှာကျွန်တော်ဘာရှိလဲမသိဘူးကျွန်တော်ဝင်ကြည့်လိုက်အောင်မယ်။ဒီထဲမှာဘာရှိလဲ။အော်ဒါဘာမှမရှိဘူး။ကျွန်တော်ဟိုဘက်ထဲမှာ။ဟိုနော်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 ။အဒီကောင်လာနေပြီ။ရွာဟိုက်တင်းနဲ့ကျွန်တော်ပုန်းရတော့မယ်ဗျ။အဲဖြစ်တော့မဖြစ်တော့ကျွန်တော်ဒီနေရာမှာနေလို့မရတော့။ပုန်းမှုတနေရာတစ်ခုလိုက်ရှာလိုက်ရအောင်မယ်။ကျွန်တော်လန့်သွားပဲဗျာ။ ကျွန်တော်ခုလေးကကျွန်တော်ဒီကောင်မမြင်ရဘူးဗျာဒီကောင်ကျွန်တော်ဘယ်များလေးရမကြည့်နေလည်းမကြည့်ဘယ်မကြည့်ပါကျွန်တော်ဒီမှာလာတိုက်နေဗျာကျွန်တော်ဒီကောင်မြန်မြန်ဟောလာတော့မယ်ပြည့်ပြည့်ပြေးတာကျွန်တော်မောတော့ဗျာကျွန်တော်လန့်သွားပဲဟောနေရောနေရောကျွန်တော်မဖြစ်သေးဘူးအော်ဒီကောင်ကြီးမလဝင်မလာနိုင်အောင်ကျွန်တော်ဒီနားလေးကနေကျွန်တော်ဘရော့ကိုပိတ်ထားမှရမယ် ီကောင်ခုချင်းကျွန်တော်ရှာနေတော့ပြီဗျ။ဟောဒီကောင်ဘယ်နာလေးမှရှိနေတယ်မသိဘူး။ဟောကျွန်တော်ခုချင်းတော့ကျွန်တော်ဒီကောင်မမြင်ရသေးဘူး။ဒီကောင်ဘယ်နာလေးကနေကျွန်တော်ကြည့်နေမသိဘူး။ဟောဒါမှမဟုတ်ဒီကောင်ကျွန်တော်လိုက်ရှာနေရပါဖြစ်။ဟောဒီဘက်မှာမရှိဘူး။လန့်တော့ဗျာဒိန်းငယ်ပဲ။မရှိဘူးဗျာ။ဟောဒီကောင်ဘယ်နာလေးမှလိုက်ရှာနေလားမသိဘူး။ဒီဘက်မှာဟောဒီဘက်မှာလည်းမရှိဘူး။ဒီဘက်မှာလည်းမရှိဘူး။ ။ဟာလီယွန်။ကျွန်တော်ဒီတန်းနေတော့မဖြစ်ဘူးကျွန်တော်အပြင်ဘက်ဖွက်ကြည့်လိုက်။ပြီးသွားချင်။မောင်းလိုက်တယ်ဗျာ။ကျွန်တော်အခုဒီကိုတက်ဆူလို့မောင်းရတယ်ဗျ။အင်းမရှိတော့ထင်တယ်။ပြီးသွားရင်လားမသိဘူး။အော်ဒါပေမဲ့ကျွန်တော်ဒီကောင်ကိုတော့ကျွန်မမြင်လိုက်ရအောင်ဒီကောင်ဒီဘလိုပုံစံလေးဆိုတော့ကျွန်တော်မကြည့်လိုက်ရအောင်ဗျကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ချိန်းချောက်တဲ့ပုံစံမျိုးလောက်သွားတင်နေဖြစ်နိုင်တော့တယ်ဗျအင်းကျွန်မမြင်ရအောင်ပေါ့နော်ဒါဝမ်းနေဖြစ်မယ် ော်မကျော်မီးလောင်နေရကျော်အမီးနောက်နေရလားမသိဘူးကျော်မအိမ်မီးလောင်နေရကျော်တွေ့ရတော့အဲကျော်ဒီကောင်အိုင်နာလေးမှကျော်ရှိနေတော့တယ်ဗျခဏတော့အိုးခင်ဗျာဒီကူရေးတွက်နေရလားမသိဘူးဗျာဖြစ်မဖြစ်ကျွန်တော်ထပ်ပြီးကျော်ပုံးနေဦးမှာဖြစ်မယ်ဟောနိုင်စက္ကန့်လို့ဗျာအဲ့လိုမျိုးရေးတွက်နေရလို့မျိုးကျွန်တော်ကြားနေရတယ်ဒီကောင်ကျွန်တော်နားအောင်ဗျာရောက်နေလားမသိဘူး အဲ့ဒါပြီးတော့ခုနကတွေ့လိုက်တဲ့မီးလောင်တဲ့အိမ်သားလေးကိုအရေးဆုံးပြီးတော့တွားကြည့်ဖို့ကျွန်တော်လုပ်ခဲ့တယ်ဗျာဟူးကျွန်တော်နေဘက်ကြီးတော့ဒီလောက်ထိကြောက်စရာကောင်းတယ်ဗျာညာဘက်ဆိုရင်ကျွန်တော်မတွေ့ရသေးပါပဲဒီကောင်ကြီးတော့ကျွန်တော်မမြင်ရတော့ဗျာအဲ့အဲ့တော့ကျွန်တော်ဒီအနားလေးအနီးနားလေးကိုကျွန်တော်တွားကြည့်ရမယ်ဒီနားလေးမှလည်းဘာမှမရှိတော့ဗျာကြည့်အောင်အိမ်ကြီးကမီးလောင်နေတာကြောင့်ရရကြတော့မရှိတော့အော်ယူဝင်း ကျွန်နိုင်သွားရည်တယ်ဗျာကျွန်နိုင်သွားရည်လို့ပြောတာကြောင့်ဒီကောင်ကြီးကိုကျွန်တော်မမြင်ရဘူးဘာလို့ဘာပြောလဲမသိဘူးဒီကောင်နောက်နေ့ဒီကြာရင်လည်းလာစားမယ်လို့ပြောသွားရည်ဗျာမလာခင်တော့ငါမင်းနဲ့ဆက်မစားချင်တော့ကြောက်ရပေါင်းလိုက်တယ်ဗျာဒါတော့ကျွန်တော်အတန်ပဲကြားလိုက်ရတာဗျာဒီကောင်ကျွန်တော်မမြင်လိုက်ရအောင်ဒီကောင်ကတော့ကျွန်တော်မြင်လိုက်ရရင်ကျွန်တော်ဘယ်တော့တော့ကြောက်နေရုံနဲ့မသိဘူးဗျာ မဖြစ်တော့ဘူးကျွန်ဒီတိုင်းစံနေလို့မဖြစ်တော့ဘူးကျွန်တော်ဘေးတစ်ခုကိုကျွန်တော်အမြန်ဆောင်းမှရတော့မယ်ဒီကောင်ကြီးကိုကြောက်ပြီးတော့ကျွန်တော်ပုံးရနေပဲကျွန်တော်မျက်နှာဆောင်းသွားပြီဗျာအမ်ဒီနေ့တော့ကျွန်တော်ဘေးဆောက်လို့မဖြစ်တော့ဘူးအဲ့တော့ကျွန်တော်ဒီရွာထဲမှာပဲကျွန်တော်ဆက်ပြီးအိတ်လိုက်မယ်ဗျာမနှက်ရောက်မှာပဲကျွန်တော်ဘေးဆောက်တော့မယ်ဗျာအဲ့ဒီတော့ဒီနားလေးကဘလေးချာလေးရဲ့အိမ်တစ်ခုထဲမှာဝင်ပြီးတော့ကျွန်တော်အိတ်တော့မယ်ဗျာအဲရေစုံကျွန်တော်မှအိတ်ရမစီဘူးဆိုတော့အိတ်ရခရရမယ်ဗျာ อืมไอ้อ่ะทุกครั้งไล่แม้พี่ว่าเนาะจังเอ้ยตรงมั้ยเปียจังมะนั้นมาแม้จังลงจากชิเสร็จหลุดตรงมะเนี่ยတော့จังมะเนี่ยชาท่าได้เนี่ยมาจังไอ้ซอกพูดด้วยจังตั้วแก่เลยเปียโอเคจังเราเบ้ซอกมั้ยเนี่ยเอาแล้วยောက်ล่ะพี่เนเน่เราเป็ดជីไล่เอามั้ยเนี่ยเลยเอาไม้เถอะเปียជីไล่ป่าวဟိုမှာတောင်ကုန်းမှာစောင့်ထားတဲ့ဖိလိကလီနဲ့တောင်တန်းကြီးတွေနဲ့ပြီးွားတော့မြေကြီးရောပါရှိသေးတယ် ဟိုနောက်မှာရေကန်လျောကပါရည်ကျွန်တော်ကြီးတဲ့ကောင်းတဲ့နေရာလဲကျွန်တော်မရှိတော့ဘူးတင်နေကျွန်တော်ကဒီနေရာတော်တော်ကြိုက်တယ်ဗျာကျွန်တော်ဒီနေရာလေးရွေးရိုက်တာမှန်တော့လို့ခြင်းနေအဲ့တော့ကျွန်တော်ဒီနေရာမှာဘေးဆောက်ကြမယ် Let's go အဲ့ဒါနဲ့ကျွန်တော်မှာပါလာတဲ့ပစ္စည်းတွေအရင်ဆုံးနေရာချလိုက်တယ်ပြီးတော့တစ်သားလေးအများကြီးတောက်ခုတ်ခဲ့တယ်ဗျာကျွန်တော်အေးဆောက်အောင်မှာဆိုတော့တစ်သားအများကြီးလည်းတော့တစ်သားအများကြီးတောက် โอเคကျွန်တော်တစ်သားရဲ့အများကြီးရခဲ့ပြီတော့ကျွန်တော်အင်ဆောင်းမနေရသေးအရင်ဆုံးကျွန်တော်တို့ရှင်းလင်းနိုင်တယ်ကျွန်တော်မြတ်တရားအများကြီးပါတော့เนาะအဲ့ဒါပြီးတော့ကျွန်တော်ရဲ့ဘေးလေးကိုကျွန်တော်စပြီးစောက်ခဲ့တယ် ကျွန်တော်အိမ်ဆောင်နေနေမှာကျွန်တော်မှာစတုံးနေနေမီးတွေးလိုလာနေကျွန်တော်အနီးနားမှာရှိတယ်ကျွန်တော်ဖေဗရဲကိုဝင်ပြီးတော့စတုံးနေနေကြောင်မီးတွေကိုတောင်းမိုင်းခဲ့ရတယ်ဗျ စတိဗ်ကနေပြန်ရောက်တဲ့ချိန်မှာတော့ကျွန်တော်ရဲ့ဖေးလေးကိုကျွန်တော်ဆက်ပြီးတော့စောက်ခဲ့တယ်။အဲ့ဒါနဲ့ကျွန်တော်ညဘက်ရောက်တဲ့ချိန်မှာတော့ကျွန်တော်ရဲ့ဖေးလေးကအကုန်လုံးပြီးသွားခဲ့ပေါ့နော်။အေးကျွန်တော်အိမ်လေးကတော့ကျွန်တော်ပြီးသွားပြီပေါ့နော်။ကျွန်တော်အိမ်ဆောက်ကောင်းညာနဲ့ညဘက်ရောက်လို့ရောက်မှန်းတော့မကြည့်ပါဘူးဗျာကြည့်ပါဦး။ကျွန်တော်တော့မှောင်နေပြီ။အင်းအိမ်ကကျွန်တော်စားတယ်လို့တော့မဟုတ်ဘူးဗျာကျွန်တော်ဒီကောင်ကြီးရန်နေပဲကျွန်တော်အဓိကကောက်ွယ်ကိုစောက်ထားတာပေါ့နော်။ မနေ့ကျမှာပဲကျွန်တော်လိုတဲ့ပစ္စည်းထပ်ဖြည့်မယ်အလားတွေထပ်ဆင်မယ်ပေါ့နော်ကျွန်တော်အောက်မှာတော့မှန်လေးကာထားရဗျတကယ်တော့ဒီကောင်ကြီးနိုင်ကျွန်တော်မြင်အောင်လို့ဗျအဲကျွန်တော်အရင်ဆုံးအပေါ်မှာမိထွန်းအောင်မယ်ဗျကျွန်တော်အပေါ်မှာမီးမရှိဘူးကျွန်တော် top လေးကျွန်တော် crack လိုက်မယ်အဲပြီးတော့ကျွန်တော်အပေါ်မှာမီးတော့ထွန်းလိုက်အောင်မနော်โอเคကျွန်တော်ဒီဘက်တောင်းနေမှာကျွန်တော်မီးတိုင်လေးကျွန်တော် light ဆိုင်မယ်အဲ့ဒါမှကျွန်တော်အကုန်လုံးမြင်ရမှာပေါ့နော်ကျွန်တော်ဒီဘက်နားလေးမှာကျွန်တော်တခုဆောက်မယ်ဟော မာနေမိနေကျွန်ဟိုဘက်မှာတွားပြီးတော့တခုဆိုင်မယ်ကျွန်လေးဘက်လုံးဆိုင်လိုက်မယ်ဆိုရင်ကျွန်တော်အပေါ်မှာကျွန်အကုန်လုံးမြင်ရပြီပေါ့နော်အင်း yes ကျွန်ဒီလိုလေးဖြစ်သွားပြီကျွန်အခုဆိုကျွန်နည်းနည်းတော့ကြည့်လို့ကောင်းလာပြီပေါ့နော်ကျွန်အပေါ်မှာလည်းကျွန်ကျွန်လင်းလင်းထင်းထင်းမြင်နေရပြီနော်ကျွန်တော်ရဲ့ဘေးကဘာဖြစ်လို့ဒီလိုမျိုးစောက်ခဲရရလဲဆိုရင်အဓိကကတော့ဟိုကောင်ကြီးရဲ့ရန်ကြောက်လို့ဗျဒီကောင်ကြီးကဘလို့အစွမ်းနေစီလေဒီကောင်ကြီးဘာလဲလုံနေလဲဆိုတော့ကျွန်တော်မသိရသေးဘူး ပထမတစ်ခေါက်လာတော့ကလည်းကျွန်တော်အတန်ပဲကြားလိုက်ရတာအဲ့ဒါကြောင့်ဒီကောင်ကြီးအစွမ်းနေမကြည့်လိုက်ရဘူးတော်ကြနေဒီကောင်ကြီးကတကားတွေပါဖျက်ပြီးဝင်လာနိုင်နေဆိုရင်ကျွန်တော်တို့အတွက်အန်နေများတယ်အဲ့ဒါကြောင့်ဒီလိုမျိုးဆောက်လိုက်တာကျွန်တော်တို့အတွက်ပိုးပြီးလုံးဂျုံမယ်ထင်လို့ဒီလိုမျိုးဆောက်လိုက်တာပေါ့နော်အဲ့ဒီတော့နေဆုံးတော့ကျွန်တော်ဒီကောင်ကြီးကိုကြောက်เสียရမလို့တော့ဘူးဒီပုံမှာပုံးနေမယ်ဆိုရင်ဒီကောင်ကြီးလည်းတက်မလာနိုင်တော့ဘူးပေါ့နော်โอเคအဲ့ဒီတော့ကျွန်တော်ဘက်ကအစင်းင်းဖြစ်ပြီးဆိုတော့ကျွန်တော်ဒီကောင်ကြီးကိုဆောင်းရမယ်အဲဒီညတော့ကျွန်တော်မအိတ်တော့ဘူးဒီကောင်ကြီး လာတာကိုကျွန်တော်ကြည့်မယ်ဗျာဒီကောင်ကြီးဘယ်လိုပုံစံမျိုးဖြစ်နေမလဲဆိုတော့ကျွန်တော်ကြည့်ကျင်တယ်အဲကြောက်စိတ်တော့နည်းနည်းလေးတော့ရှိတယ်ဗျာကျွန်တော်ဒါပေမဲ့အားတင်းပြီးတော့ဒီကောင်ကြီးဆောင်းရမယ်ဗျာကျွန်တော်မအိတ်တော့ဘူးโอเคငါအစင်းလေးဖြစ်နေကွာမင်းလာရင်လာခဲ့ရတော့ဒီတခါတော့မင်းရောငါအမိရဖမ်းမယ်ကွာမင်းပဲမှာယိုးပြောလို့တော့မဆုံးနေဘူးဒီကောင်လာနေပြီဟိုကဲလားရှိနေလည်းမသိဘူးကျွန်တော်အရင်ဆုံးကျွန်တော်ဖုန်းကိုလိုက်ရှာကြည့်မယ်ဘောကနေဆိုကျွန်တော်မြင်ရမယ်လို့ထင်တာပဲ ဒီဘက်မှာတော့ရှိရပြ12 2021 2023 2024 2025တော့တွေ့ပြီဒီကောင်ကြီးတော့တွေ့ပြီနင်းလာမြင်လားဘယ်ဖြစ်ကိုကျွန်တော်အောက်ကနေပုံးနေတာဒီနားလေးမှာငုံမျိုးဒီကောင်ကိုကြည့်နေရမှာကြည့်ဟုတ်ဒီကောင်ကျွန်တော်ရှာနေပြီဗျကျွန်တော်လိုက်ရှာနေပြီကြည့်ဟုတ်ဟိုးတွားကြီးကဖြေးနေရဗျာခေါင်းကြီးတလုံးလုံးနဲ့ကြောက်စရာခေါင်းအိုင်းတာဘလူးခေါင်းကြီးလည်းမတည်ဘူးဗျာ ကျွန်တော်ရှားနေဗျာဒီကောင်ကြီးကျွန်တော်မျက်စိမပြတ်ကြည့်နေမှရမယ်ဘာကြောင့်လဲကျွန်တော်ဒီကောင်ကျွန်တော်နာရောက်လာလိမ့်မယ်ဗျာရှားနေရဲ့ဟိုဒီကောင်အောက်ကိုဆင်းလာကျွန်တော်တော့မတွေးတော့ထင်တာပဲနောက်လည်းစက္ကန့်30ပဲကျန်တော့ဗျာအဲ့ဒါပဲကျွန်တော်နိုင်တော့မယ်ဗျာကျွန်တော်ဆက်ပုံးနေမှရမယ်ဒီကောင်စကန်နည်းနည်းပဲကြံတော့တာဆိုတော့ဒီကောင်ကျွန်တော်အသေးတန်စားနေဒီကောင်ရှုံးမှကြောက်လို့နေတူရဲ့ ကျွန်တော်အသေးအတန်ရှာနေပြကြည့်ပါဦးကြည့်ပါဦးဗျာရှာနေရကြည့်ဟောဆယ်စက္ကန့်ဆယ်စက္ကန့်ပြီးရင်တော့ကျွန်တော်နိုင်ပြီကျုံရှာနေတယ်ကျွန်တော်အသေးအတန်ရှာနေဗျာမြင် yes yes ကျွန်တော်ဘုံမှာကျွန်တော်နိုင်သွားပြီကျွန်တော်ဒီခါလေးကျွန်တော်နိုင်သွားပြီဗျာဒီအကောင်ကြီးကိုကျွန်တော်တေချာမြင်လိုက်ရပြီဒီကျွန်တော်နိုင်သွားပြီဗောနော် ရဲ့ဘယ်လိုမြင်လိုက်ရလားမသိဘူး။ခေါင်းကြီးကလည်းနည်းကြောက်စရာကောင်းနေ။တကယ်လို့ကျွန်တော်ကမိသွားရင်တော့ကျွန်တော်ဘာဖြစ်သွားမလဲမသိဘူးပေါ့နော်။ကျွန်တော်တွေးတော့မတွေးရဘူး။အဲပထမတစ်ပွဲတော့အော်ပထမတစ်ပွဲမဟုတ်ဘူးဒုတိယတစ်ပွဲကျွန်တော်ဆက်နိုင်သွားပြီ။အဲတော့ကျွန်တော်ပေါ်တက်ကြည့်မယ်။ Yes နိုင်သွားပြီ။ဒါပေမဲ့ကျွန်တော်တခုတွေးမိတာကကျွန်တော်ဒီတိုင်းလာဆက်ကစားနေပဲဆိုရင်ကျွန်တော်ဒီကစားပွဲကြီးကပြီးမှာမဟုတ်တော့ဘူး။အဲ ြောရမယ်ဆိုရင်ဒီကစားပွဲကတူတင်သေးဒါမှမဟုတ်ကျွန်တော်တီမကစားပွဲကြီးကပြီးရဆုံးတက်မှာပေါ့နော်အဲ့ဒီတော့နောက်တစ်ခါဆိုရင်ဒီကောင်ကြီးကိုကျွန်တော်ထောင်ချောင်းနေဆင်ပြီးတော့တက်ရမယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်မနဲ့မိုးလင်းတာနဲ့ထောင်ချောင်းကြီးကျွန်တော်အိမ်ပက်ချာထဲမှာထောင်ချောင်းနေဆင်မယ်ပြီးရင်ဒီကောင်ကြီးကိုကျွန်တော်ဖမ်းမယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီကစားပွဲကျွန်တော်ဆက်ကစားရမလို့တော့ကျွန်တော်နိုင်ရပြီပေါ့နော်အဲဟုတ်တယ်ကျွန်တော်ဒီချမ်းဆိုးပြဟမ် နောက်နေ့တခါဆက်ကစားရမှာလားဒီကောင်ကြီးကျွန်တော်ရေးပြက်ဘူးအမဟုတ်ဗျာဒီစားတော့ကျွန်တော်တူတော့ဘူးပထမတစ်ခါနဲ့မတူတော့ကိုယ်မဲမောင်သွားပြီဗျာဘာမှမမြင်ရတော့ဒီတခါတော့ကျွန်တော်တူကိုလိုက်ချရမယ်တဲ့အဲဆက်ကန်ကျွန်တော်တမိနဲ့ပဲချိန်ရတယ်အိုးကျွန်တော်ကန်ကောင်းလာတယ်ကျွန်တော်ဒီကောင်ကြီးကိုတန်းတွေ့ပြီဗျာဒီကောင်ကြီးခုမှမတ်တက်ရက်နေရဲ့မင်းကိုတွေ့ပြီညောတုံးကြီးဒီကောင်ကိုလိုက်ချရမှာပေါ့နော်ဒီကောင်တွေ့နေတယ်နောက်လက်စက္ကန့်40ပဲလိုတော့ မင်းပဲလေးမလဲကွာပြည်တဲ့ငါမင်းကိုကြည့်နေတယ်စက်တက်ကြည့်နေစက္ကန်30 yes ဒီတခါလဲကျွန်တော်နိုင်တော့မယ်ထင်တယ်မင်းပဲပြီးမလဲပြည်တဲ့ပြည်တဲ့ငါမင်းကိုကြည့်နေရကွာစက္ကန်20 let's go let's go နိုင်တော့မယ်နိုင်တော့မယ်ကြည့်ดิကွာမင်းမပြည့်ရင်တော့ငါပဲနိုင်တော့မယ်ကွာ10စက္ကန် yes ကျွန်တော်နိုင်တော့မယ် နော်နိုင်အောင်ပဲဂိမ်းအိုပါဂိမ်းအိုယူလူးဟမ်ဂျူးနေကိုကြောင်ရှုံးသွားရဲ့ဟိုးဒီကောင်ဘာလုပ်နေလဲအာရှုပ်ကုန်ရှုပ်ကုန်ပါဟုတ်တယ်ကျွန်တော်ဝက်ကျွန်တော်တေးသွားတယ်ကျွန်တော်ဒီကောင်ကိုကျွန်တော်မျက်ရှင်မပြတ်ပဲကြည့်နေရတယ်ဗျာဘာဖြစ်လို့ကျွန်တော်တေးသွားရတာလဲမတရားဘူးဗျာဒီကောင်ကျွန်တော်ညစ်ပတ်လိုက်ပြီးထင်တယ် နော်အိုးတွားပါပြီဗျာနောက်ဆုံးမှာကျွန်တော်ကြည့်လိုက်ရတာကဒီကောင်ကိုယ်တိုင်တွားထီမှာဒီကစားပွဲကြီးကနိုင်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရအာလုံးကနောက်ကျသွားခဲ့ပါပြီဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲခင်ဗျာဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင် like and subscribe အနေနဲ့ကူညီပေးခဲ့လို့ရပါတယ်ခင်ဗျာပြီးတော့ဗလာလာတို့ကိုကျွန်တော်ကူညီတစ်ခုတော့တောင်းချင်ပါတယ်အဲ့ဒါကတော့ကျွန်တော်ဗီဒီယိုလေးမှာဘာလို့အချက်တွေစီးရဲလဲဆိုတော့ဗလာလာတို့ရဲ့အမြင်နဲ့ ကွန်မန့်လေးမှန်သွားခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဲ့ဒါမှာကျွန်တော်နောက်ဗီဒီယိုတွေမှာပုံမကောင်းမွန်တဲ့ဗီဒီယိုဖန်တီးနိုင်မှာဖြစ်ပါတယ်ပြီးတော့ဒီဗီဒီယိုလေးကကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုဖြစ်တဲ့အတွက်အမားကြီးရှိနိုင်တာမလို့အမားကြီးရှိသွားခဲ့မယ်ဆိုရင်ကျွန်တော်အားလုံးတောင်းပန်ချင်ပါတယ်အဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါခင်ဗျာ